ဓိကတရားအထုတ်တယ်ဆိုတာဘဝရဲ့ပုံမှာမမောမှုကင်းသွားအောင်လုပ်တာပဲတကယ်ကအဲ့တော့မမောမှုကင်းတယ်ဆိုတာကမကောင်းတဲ့သဘာဝကြီးကိုမကောင်းတဲ့သဘာဝကြီးလို့သိမှမမောမှုကလည်းကင်းပါလေကျွတော်အခုမမောเสียမဟုတ်တဲ့ဒီအစုအဝေးကြီးဒီဘဝကြီးကိုပဲအမှန်တိုင်မသိတဲ့အခါကျတော့ဒီမျိုးစုံနဲ့မမောနေကြတာပေါ့အဲ့ဒီမမောမှုကပဲဒုက္ခအလုံးကိုဖြစ်စေတတ်တဲ့အကြောင်းတရားကြီးဖြစ်နေတဲ့အတွက်ကြောင့် ဒုက္ခကိုဒုက္ခမှမသိလိုက်မမောလိုက်မမောတော့ဒုက္ခဖြစ်လိုက်ဖြစ်နေတဲ့ဒုက္ခကိုဒုက္ခမှမသိဒုက္ခမှမသိတော့မမောမမောတော့တခါဒုက္ခထပ်ဖြစ်ဩတမှုရိယနဲ့ဒုက္ခဒီနှစ်ခုနဲ့ပဲဘုဖုံးတို့ဟာလေပတ်ခဲ့တော့နော်တရားအထုတ်တယ်ဆိုတာဘာတော့ရိုးရိုးလေးကောက်ချက်ဆွဲပြီးတော့ပြောရမယ်ဆိုရင်ဘဝရဲ့အကြောင်းကိုအမှန်သိအောင်လုပ်တာဘယ်စင့်တီတီမှာအမှန်သိတဲ့အနေအထားကအထုတ်အထိရောက်တာတော့ဆိုရင်ဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့အစဉ်ရောက်မှာ အမှန်သိတဲ့ကိစ္စကအထုတ်အထိပ်ရောက်တာကိုအဲ့ဒီကိုရှေ့ရှုရမှာနော်ဒုက္ခသစ္စာဆင်းရဲခြင်းအမှန်ဒီနေမှာဆင်းရဲတယ်ဆိုတာကခាយခက်တဲ့သဘောမျိုးဒုက္ခဝေဒနာကိုရည်ရွယ်ပြောတာမဟုတ်ဘူးနော်ဆင်းရဲဆိုတဲ့ဒုက္ခဆိုတဲ့စကလုံးလေးကိုဘုဖုံတို့ကနားလည်မှုကြည်ပြန်အောင်စူးစမ်းရမယ်အကျဉ်းမြန်ဖြင့်ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာ ဒုက္ခရဲ့နောက်မှာကပ်ပြီးတော့လိုက်လာတဲ့စကလုံးလေးသုံးလုံးကိုအခြေခံပြီးတော့ဒုက္ခရဲ့အကြောင်းကိုအကျဉ်းပြန်ဘုံမျိုးလောက်တော့နားလည်ရမယ်ဟုတ်လားဒုက္ခဝေဒနာဆိုတာဆင်းရဲတဲ့ခံစားချက်ဒါကတော့ခကြမ်းကြမ်းပြောရရင်တိရစ္ဆာန်တွေတောင်သိတယ်သူတို့ရိုက်မယ်ဆိုရင်ကြောက်တယ်ခုဒုက္ခသစ္စာဆိုတာအဲ့ဒီဒုက္ခဝေဒနာရမှာပြောတဲ့ဒုက္ခမျိုးကိုဆိုလိုတာမဟုတ်ဘူးဒုက္ခသစ္စာနဲ့ ဒုက္ခဝေဒနာကြားထဲမှာဗာကြံသေးတော့ဒုက္ခလက္ခဏာယုံဉာဏ်တို့ရဲ့ဒါဟာယုံဉာဏ်မှာပဲလို့တိချောင်းအမှတ်အသာလက္ခဏာရေး၃ပါးဆိုတာရှိတယ်လက္ခဏာဆိုတာဒါလို့တိချောင်းအမှတ်အသာဟုတ်လားယုံဉာဏ်တွေမှာဒါဟာယုံဉာဏ်ပါပဲလို့တိနိုင်တဲ့အမှတ်အသာ၃ခုရှိတယ်အဲ့ဒီအမှတ်အသာ၃ခုကဘာတော့ဆိုတော့အနေစာဒုက္ခအနတ္တ ယုံနာမှန်ရင်ဖြစ်ပြီးရင်ပျောက်သွားတယ်။ယုံနာမှန်ရင်မကောင်းဘူး။ယုံနာမှန်ရင်အဆိုးမရဘူး။ဘာသူဖြစ်เสียရှိတဲ့အတိုင်းဖြစ်တာ။ကုသန္တကိုလိုက်လျောပုံပြုံနဲ့တိတောင်မသိဘူး။ကောင်းကောင်းဖြစ်เสียအကြောင်းရှိရင်ကောင်းကောင်းဖြစ်တယ်။ဆိုးဆိုးဖြစ်เสียအကြောင်းရှိရင်ဆိုးဆိုးဖြစ်တယ်။အကြောင်းတရားပေါ်မှာမူတည်ပြီးတော့သူ့လန်းစဉ်သူ့တိုင်းမှာမိတ်မဲ့သုံသွားတယ်။ဘာမှစောဒကတက်လို့လည်းမရဘူး။ဘာမှတောင်းဆိုလို့လည်းမရဘူး။ကိုဘာဖြစ်ချင်းနဲ့ဘာမဖြစ်ချင်းဘူးဆိုတာကိုတဘာဝတရားက တိတောင်မတိဘူးလိုက်လျောပုံမပြောနဲ့နော်အဲ့ဒါကိုပြောတာတော့အနတ္တဟုတ်ပြီနော်အနိစ္စဒုက္ခအနတ္တဆိုရင်အဲ့ဒါယုံနာပဲယုံနာဆိုရင်လည်းအနိစ္စဒုက္ခအနတ္တပဲအဲ့ဒီလက္ခဏာရေး၃ပါးအရာမှာပြောတဲ့ဒုက္ခကြတော့အဓိပ္ပာယ်တမျိုးနော်ဝေဒနာအရာမှာပြောတဲ့ဒုက္ခကတမျိုးဟုတ်တယ်နော်ဝေဒနာမှာဒုက္ခဝေဒနာလည်းရှိရဲ့နော် လက္ခဏာနဲ့ညှိမယ်ဆိုရင်အဲ့ဒီဒုက္ခဝေဒနာဟာလေဒုက္ခလက္ခဏာထဲမှာပဲအကျုံးဝင်ရတယ်။ဒုက္ခဝေဒနာလည်းပဲပျက်စီးသွားလို့မကောင်းဘူးလို့ပြောတာ။ဝိပရိနာမဒုက္ခဖြစ်အောင်လောရတဲ့သင်္ခါရဒုက္ခဖြစ်ပြီးတော့ဘာမှကြာပျက်စီးသွားတယ်ပျောက်ပျက်သွားတယ်ဆိုတော့ဝိပရိနာမဒုက္ခဒုက္ခဝေဒနာမှာဒုက္ခနှစ်ချက်ရှင်းနောက်ခြံရံထားတယ်အဲ့ဒါကိုမြင်အောင်ကြည့်ဟုတ်လားဘုန်းတို့စိတ်ချမ်းသာတာလေးပဲဖြစ်ဖြစ်ကိုချမ်းသာတာလေးပဲဖြစ်ဖြစ် အလကားရတာမဟုတ်ဘူးရအောင်လုပ်ရတယ်တချို့ဒုက္ခဝေဒနာကအရန်စည်းကြီးတယ်အများကြီးလုပ်ရတယ်လုံးဝရတာမလုပ်ဘဲနဲ့မရဘူးဟောဒီသဘောလေးကိုပြောတာနော် လုပ်ရတယ်ဆိုတာဘာတော့သင်္ခါရကင်ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာဖွေလုပ်ကင်ဆောင်ရွက်တာလို့ရပါပြီဆိုတော့ဘောအကြကြီးတည်တဲ့အမျိုးလားအော်ခဏနဲ့ပြတ်သွားမတင်မတ်တဲ့ချိန်မှလည်းပြတ်ချင်းပြတ်သွားတယ်ဖောက်လွဲဖောက်ပြန်လည်းဖြစ်တတ်တဲ့သဘောရှိတယ်အဲ့ဒါကိုဝိပရိနာမလို့ခေါ်တယ် ုတ်လားအတော့ဒုက္ခဝေဒနာသည်ဒုက္ခလက္ခဏာထဲမှာပဲအကျုံးဝင်တယ်ဒါဝိပဿနာဉာဏ်ရရင်အဲ့ဒီဒုက္ခလက္ခဏာကိုသိမယ်ဒီသဘောပြောတာနော်နောက်ဆုံးဒုက္ခသစ္စာယာမှာပြောမယ်ဒုက္ခအဲ့ဒါကအရိယာမဉ္ဉံကိုရမှထွထွင်းပြီးတော့သိတဲ့အနေအထားဘုဘုံတို့လိုပုထုဇဉ်တရားအနေနဲ့အဲ့ဒီဒုက္ခသစ္စာယာမှာသိရမယ်ဒုက္ခသဘောကို ရည်လေလေပပတ်နဲ့ပြောဖို့ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားဘွာကြီးကဒုက္ခပါกว่าလို့တကယ်သိကျင်တယ်ဆိုရင်တကယ်သိတဲ့အဆင့်ဟုတ်လားထွထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်ကျင်တယ်ဆိုရင်တော့အဲ့ဒါမဲ့ညာရအောင်ကြိုးစားမှရမယ်အဲ့ဒီမဲ့ညာကလည်းသောသောကဒုက္ခလက္ခဏာကိုသိသိမှုဝိပဿနာဉာဏ်ရင့်တန်လို့ရှိရင်သူလည်းရမယ်ဒီတော့နော်ဒါကြောင့်တရားအထုတ်တယ်ဆိုတာဘာတော့တရားအထုတ်တယ်ဆိုတာ ဘဝရဲ့အကြောင်းကို အမှန်သိအောင်ကြိုးစားပါအမှန်သိတာကဘယ်အနေအထားထိရောက်မှသိမှအထွတ်အထိပ်သိတာလို့ပြောနိုင်မလို့ဆိုရင်ဒုက္ခသစ္စာကိုပိုင်းခြားသိမှအထွတ်အထိပ်ရောက်တာဒုက္ခသစ္စာကိုသိလို့ရှိရင်တကယ်သိပြီဆိုရင် तू သိထားတဲ့ဒီအရာကြီးရဲ့ပုံမှာမမောမှုအဆင့်ဆင့်ဟာမဖြစ်သွားဘူးလို့ချုပ်ငြိမ်းသွားမယ်အဲ့ဒီမမောမှုချုပ်ငြိမ်းရင်မမောမှုကြောင့်ဖြစ်မဲ့ဘဝတွေဒုက္ခတွေဆိုတာထပ်ပြီးဖြစ်เสียကြအောင်မရှိတော့ဘူးဒါအမြင့်မားဆုံးရှုတော့ကနေပြီးတော့ တရားဘာကြောင့်အထောက်အရတုံးတရားအထုတ်တယ်ဆိုတာဘာတုံးဆိုတာကိုပြောတာเนาะ